တရောင်းကတော့အသီးရွက်ကြော်တပွဲကို200 300အဲအသားရင်တပွဲကို900 900ကျွန်တော်တို့ကတော့အဓိကတော့ဟိုအလုပ်သမားတွေဦးစားပေးပြီးတော့ရောင်းတာပေါ့ဗျ။ဟိုအသားရင်လည်းဆို3000ယူတယ်။အသီးရွက်လည်းဆို2000ယူတယ်။စားဖွင့်ဒါလွန်ခဲ့တဲ့8နှစ်လောက်ကဟိုအိမ်အိမ်စားအိုးလေးနဲ့ပဲ နှစ်ဦးသုံးဦးလေးပဲပေါ့စပြီးတော့ဟိုဖွင့်ပြတာပေါ့လှဲလဲလေးနဲ့စရောင်းကတော့အသီးရွက်ကြော်တပွဲကို200 300အဲအသားရင်တပွဲကို900 800အဲစားဖွင့်ကတော့ရောင်းနေပြဈေးနှုန်းလေးကတော့ကျွန်တော်တို့ဟိုတကြမ်းမတိုင်ရင်ကတော့ကျွန်တော်နှစ်အသားရင်နဲ့စားရင်ဟိုဥစား2500ယူပါတယ်တစ်ခါပြင်ကိုဟိုအသီးရွက်ကြော်နဲ့စားလို့ရှိရင်တစ်ခါပြင်1500ယူပါတယ်အခုတော့တကြမ်းပြီးွားတဲ့ခါကျကျွန်တော်တို့ဈေးနှုန်းလေးကြီးကလည်းနည်းနည်းအပြောင်းလေးရှိတဲ့အတွက်ကြောင့်မလို့ဟိုအသားရင်နဲ့ဆို3000ယူတယ်အသီးရွက်နဲ့ဆို2000ယူတယ် ဒါပေမဲ့ဟိုငပိတူစရာအဲအည်တော့အစုံနေနေပေါ့ဟိုရင်းဝယ်တာနည်းရထုတ်လိုက်ရဝယ်တာများရတာလကားပြီးတယ်ငပိရင်းနဲ့အထုတ်နဲ့ပစုံ900ပုံမှန်လူကတော့အလိုက်ဝဲတော့မလို့ပါဘူးကျွန်တော်တခါပြင်ရလဲဟိုတသေးလေးပြင်ထားမှာတယောက်လူတယောက်ဟိုဝါးအောင်လို့ပြင်ပေးထားပါတယ် ငပိရတော့ကျွန်တော်တို့နေငပိရေပေါ့အဲနတ်တလင်းနတ်တလင်းငပိရေနတ်တလင်းကိုကျွန်တော်တို့ကဟိုကနေရထားနဲ့မှားတာဒီရန်ကုန်မှာဝယ်သုံးတာနဲတယ်မသုံးခင်ဗျအလုံးဝပြတ်သွားတဲ့အချိန်ကျမှတခါတလေဝယ်သုံးတာဟိုနေရပဲမှားတာများပါတယ်ဟုတ်ကဲ့အဲ့မှာရည်နေနေတော့ကျက်သားဝက်သား၅ပစွန်အမဲသေးနှလုံးစိတ်သေးနှလုံးဟိုကကျက်သေးမြက်အဘဲဥ ဟိုဥစားငါပေါ့ပစွန်အကုန်တော့ဟင်းရတော့တော်တော်ဆုံးပါဗျာတခါတလေကြာရင်တော့အဲ့လိုဟိုဥစားဝက်မီတို့အဲဝက်ရှာတို့အဲ့လိုငါးကောင်းတို့အဲငါးကောင်းကတော့နှစ်ရက်ရှားတခါလောက်တော့ရတယ်ငါးဥအဲဟင်းရတော့တော်တော်ဆုံးတော့ရပါဗျာဟုတ်ကဲ့ကျွန်တော်တို့ကတော့အဓိကတော့ဟိုအလုသမားတွေဦးစားပေးပြီးတော့ရောင်းတာပေါ့ဗျဟိုအလုသမားတွေကအလုသမားတွေသူတို့စားဖို့တောက်ဖို့အဆင်ပြေအောင်ပေါ့